ရားကနေခင်းလိုက်တဲ့အခါကျတော့ဒီကထင်းသင်္ကန်းကိုပဲနာမည်လေးတွေခေါ်ကြတာရှိတယ်မသူသင်္ကန်းတချို့ကခေါ်ကြတယ်မိုးပေါ်ကြသင်္ကန်းခေါ်တာမရှိဘူးလားအေးမသူသင်္ကန်းဆိုတာသင်္ကန်းသိုးတာတွေ့ဘူးလားမတွေ့ပါဘူးဥစဉ်လည်းမတွေ့ဘူးဟုတ်လားနော်ဘာတွေသိုးတယ်လဲပြောရင်အစားအသောက်တွေတော့ထဲ့ထားပိတ်ထားရင်ချွေးကြရင်ဘာဖြစ်လဲသိုးတယ်ဒါသိုးတတ်တဲ့သဘောဒီတိုင်းပဲတို့သူတော်စင်များဒီကထိန်သင်္ကန်းကို မနှစ်ပိုင်းကထိန်သင်္ကန်းအဖြစ်နဲ့လှူလိုက်တယ်9နာရီလောက်ကပေါ့ဘယ်နှနာရီလောက်ကအဲ့ဒီ9နာရီလောက်ကနေလှူလိုက်တဲ့သင်္ကန်းဘယ်ချိန်ထိမတိုးသေးဘူးလဲပြောရင်နောက်နေ့မနေ့အာယုံတက်ချိန်ထိပြောကြည့်ပေါ့ဘယ်ချိန်ထိအာယုံတက်ချိန်ထိအဲ့ဒါမတိုးသေးဘူးအာယုံတက်ကြော်သွားလို့နောက်ရက်ရောက်သွားရင်တော့ဘာဖြစ်သွားလဲတိုးသွားတယ်ရက်ကြော်ရင်တိုးသွားတယ် ပြောကြည့်ပါဦးဗါရလေရဲကြော်ရင်သိုးသွားတာအဲ့ဒီသင်္ကန်းမျိုးနဲ့နောက်တနေ့ကျမှကထိန်သွားပြီးတော့ခင်းမယ်ဆိုတိန်နဲ့သွားဝင်ကထိန်ထမမြောက်တော့ဘူးဟုတ်လားအဲ့ဒါကြောင့်မသိုးသင်္ကန်းဆိုတာဟာဒီရက်အတွင်းထဲတွင်ဖြစ်ရမယ်လို့ပြောတာဘာပြောတာလဲဒီရက်အတွင်းထဲပဲဖြစ်ရမနဲ့လင်းကနေဟိုနောက်နေမနဲ့မလင်းခင်ပေါ့ဟုတ်တယ်မဟုတ်လားအာယုံမတက်ခင်အတွင်းကထိန်ကိုအပြီးစီစဉ်ရတယ်အဲ့ဒါကြောင့်ဘာသင်္ကန်းခေါ်တာလဲမသိုးသင်္ကန်း တကယ်လို့နောက်ရက်ထိရောက်သွားရင်ဘာသင်္ကန်းသိုးတဲ့သင်္ကန်းအဲဒါကြောင့်ကထိန်လျာသင်္ကန်းမသိုးသင်္ကန်းသိုးသင်္ကန်းနားလည်ဖို့လူတယ်နောက်တစ်ခုကမိုးပေါ်ကြသင်္ကန်းတဲ့ဘာကြသင်္ကန်းသိုးသူတော်သမီးများမိုးပေါ်ကသင်္ကန်းကြတာတွေ့ဘူးလားအမတွေ့ဘူးမြောက်ကြီးပေါ့ဟုတ်တယ်မဟုတ်လားအဲဒါမိုးပေါ်ကသင်္ကန်းကြလာတာတွေ့လိမ့်မယ်ဟုတ်တယ်မဟုတ်လားမိုးပေါ်ကဘာကြတယ်လို့ပြောရင်မိုးပေါ်ကကြတာကမိုးရေပဲကြတာ ဘာပဲကြာလဲမိုးရေပဲကြာလားအဲ့လိုဆိုတော့မိုးရေရဖြစ်စဉ်တို့တန်းကြောင်းနေမှာတင်ဘူးတယ်ဟုတ်တယ်မို့လားအောက်မှာဘာရှိရရေငွေ့ရှိရမယ်ဟုတ်တယ်မို့လားအပေါ်ကနေအပူပေးတာမရှိဘူးလားအပူနဲ့အောက်ကအငွေ့ကိုနော်လှမ်းပြီးတော့အပူဟတ်တော့သမင်းဝတ်တည်ထားတယ်လို့မဖြစ်ဘူးလားဖြစ်တယ်ကဲအပေါ်ကိုဘာတက်သွားအငွေ့တက်သွားတယ်တိမ်တိုက်မှာသွားကတ်တာမရှိဘူးလားပထမတော့ခက်ကျဲသေးချက်ခါချက်ခါဆိုတော့သိပ်ပြီးသွားတယ် ိတ်သီးသွားလို့ရှင်ဒုသူရစင်မြာနိုင်သေးလားမနိုင်တော့ရင်ဘာဖြစ်သွားမိုးကတို့ရည်စလေးတွေပြုတ်ကြတာမရှိဘူးလားအဲ့ဒါကိုဘာရွာတယ်ခေါ်တာလဲမိုးရွာတယ်ခေါ်တာကဲဒီဖြစ်စင်မှာကြည်လိုက်ရင်လူရဲ့လှုပ်ဆောင်မှုပါရဲ့လားဘသူရဲ့လှုပ်ဆောင်ချက်မှာမပါဘူးတဘာဝဖြစ်စဉ်အတိုင်းသူ့ဘာသူရင်ငွေတက်သွားတယ်ပေါ်မှာသိပ်သီးတယ်နော်ဒုတယ်ဖြစ်တယ်အောက်မှာပြုတ်ကြတယ်အဲ့ဒီတိုင်းပဲတဲ့ ကထိန်သင်္ကန်းသည်လည်းပဲမိုးပေါ်ကြသင်္ကန်းဖြစ်ရမယ်ဘာပေါ်ကြကထိန်နဲ့ပတ်သက်ပြီးတော့ကထိန်မခင်းငယ်မှာကထိန်မရသေးတဲ့ကျောင်းတိုက်ကတဘာဘာကြွလာပြီးတော့ဒကာကြီးတို့ကထိန်လေးပါလိမ့်မယ်မလုပ်ဘူးလားဥစဉ်ရဲ့ကျောင်းကလည်းဒီနှစ်ကကထိန်ကတကားမပေါ်သေးဘူးတကားကြီးတို့ခင်းမယ်ဆိုဆင်ပြေတာပေါ့အဲ့ဒါဆိုရင်လူလုတဲ့သင်္ကန်းဖြစ်သွားတယ်ဘာသင်္ကန်း လူလုတ်တဲ့သင်ကအဲ့ဒါမျိုးမဖြစ်ရဘူးရန်တော်ကလည်းအဲ့ဒါမျိုးလာပြောတာမျိုးမဖြစ်ရဒါဟာကထိန်ချင်းဒုမိသားစုကထိန်ခင်းမယ်ကထိန်ခင်းမယ်ကထိန်ကထူးကြတယ်ဘသူကမှမတိုက်တွန်းဘူးသူ့ရဲ့ရင်ထဲကအလူလူနေရင်ဖြစ်ပေါ်တဲ့တရားတရားဗာတရားတရာတရားဆိုတဲ့မိုးရွာချလိုက်တယ်တရာတရားမိုးရွာချတဲ့အခါကျတော့သင်္ကန်းဖြစ်ရောက်သွားတယ သင်္ကန်းသွားဝယ်ဟိဘလို့သင်္ကန်းဝယ်မယ်ဘာသင်္ကန်းနဲ့လှူရမ်းမယ်ဘာနဲ့ခင်းလိုက်မယ်ဆိုတော့အဲ့ဒီသင်္ကန်းဖြစ်စဉ်မှာသွားပြီးတော့ကြည့်ရင်တယောက်ယောက်ရဲ့တိုက်တွန်းမှုပါရလားယဟန်တော်တပါးပါးရဲ့တိုက်တွန်းမှုမပါရဘူးအဲ့ဒါမျိုးမပါတဲ့အတွက်ကြောင့်သူ့ကိုဘာသင်္ကန်းမိုးပေါ်ကြမိုးပေါ်ကရည်ကြတယ်လို့ရင်တွင်းကသရာတရားအလိုလိုပေါ်ပြီးတော့ဝယ်ပြီးခင်းတဲ့သင်္ကန်းဖြစ်လို့သူ့ကိုဘာသင်္ကန်း ဘိုးဘော်ကြသင်္ကန်းတဲ့အဲ့ဒါကြောင့်တို့ကဗုဒ္ဓဘာသာဆိုတော့မှတ်သားထားဖို့လိုတယ်ကိုယ့်ရဲ့နောက်က မျိုးဆက်တဲ့ new generation တွေမရှိဘူးလားမျိုးဆက်တဲ့ခေါင်းမရှင်းတာကိုတို့ကခေါင်းရှင်းအောင်ပြောထားဖို့လိုတယ်အဲ့ဒါမှဒီသာသနာကိုပခုံးလေးတွေပြောင်း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 ပြီးတော့ထိမ့်နိုင်မှာအဲ့ဒါမျိုးမဟုတ်ဘဲနဲ့အပေါ်ယံလေးတည်ဟာသူတော်ဘာကချုပ်ကပြောကြတာရှိတယ်ရှင်မြတ်ညက်တင်ငန်းကြီးဖရာဆိုလို့တော့မရှိဘူးလားရှိပါတယ်ဟာတင်ငန်းတယ် ညက်သင်္ကန်းဆိုဘယ်လိုညက်ညက်သင်္ကန်းလို့ပြောတာမရှိဘူးလားအဲ့ဒါညက်သင်္ကန်းဆိုပြီးတော့ဝလုံးကိုခွဲပြီးတော့သင်္ကန်းကိုထဲထဲထည့်ပြီးကျိုးနဲ့ပြန်ထုတ်တာဒါညက်သင်္ကန်းပါခင်ဗျာဆိုပြီးတော့တို့သူတော်စီများညက်သင်္ကန်းမဟုတ်ညက်သင်္ကန်းဘာသင်္ကန်းညက်သင်္ကန်းပြောကြည့်ပါဘာသင်္ကန်းအဲညက်သင်္ကန်းညက်ကဘယ်ကလာလဲပြောရင်မူရင်းပါဠိကညက်တိညက်တိကနေညက်ဖြစ်သွားတာညက်တိကနေဘာဖြစ် ညက်တိကနဲ့ညက်မူရင်းကညက်အဲ့ဒါစပေမှာသွားပြီးတော့ကြည့်ရင်ညက်တိဆိုတဲ့သက္ကလုံးတည်တိစေခြင်းလို့အဓိပ္ပာယ်ရတယ်ဘာလို့အဓိပ္ပာယ်ရအဲ့ဒါကြောင့်ဘသူတွေကိုတိစေတာလဲလို့ပြောရင်ကျန်တဲ့တန်ဃာကိုရှင်ဖရာတို့ဒါဟာကထိန်သင်္ကန်းဖြစ်ပေါ်လာပါတယ်ဗျာဒီသင်္ကန်းနဲ့တပည့်တော်တို့ကထိန်ခဲမှာဖြစ်ပါတယ်ဖရာလို့ကျန်တဲ့တန်ဃာကိုလည်းပဲအတိပေးရတာဖြစ်လို့သူ့ကိုဘာသင်္ကန်းညက်သင်္ကန်းအဲ့ဒါ မြတ်လို့သွားမလို့နဲ့ညက်တာဟုတ်တယ်မလားအဲညက်ညက်ဘုဘကအသက်လေးရေးချလေးနဲ့ဓာဝင်းမှုသက်နဲ့ရေးတာအဲ့ဒါကိုညက်သင်္ကန်းအဲ့ဒါကြောင့်ကထိန်လျာသင်္ကန်းနားလည်ဖို့လိုတယ်ညက်သင်္ကန်းနားလည်ဖို့လိုတယ်မသိုးသင်္ကန်းနားလည်ဖို့လိုတယ်နောက်တစ်ခုကဘာလဲသိုးသင်္ကန်းနောက်တစ်ခုကဘာလဲမိုးပေါ်ကြသင်္ကန်းအဲ့ဒါကထိန်နဲ့ပတ်သက်လို့တို့မျိုးသက်တွေသိနေဖို့လိုတာပေါ့ဟုတ်တယ်မလား အဲအဲ့ဒါကဒုသူတော်စင်များကထိန်ခင်းလိုက်ကြတာအဲ့လိုဆိုတော့ဒီလိုလုပ်ငန်းတွေကိုလုပ်တယ်ဆိုတော့လုပ်တဲ့သူလည်းရှိတယ်မလုပ်တဲ့သူတွေလည်းမရှိဘူးလားရှိပါဘူးခင်ဗျလောကမှာလူအမျိုးမျိုးပဲနေနေတဲ့အခိုက်အတန့်ဒုသူတော်စင်များနေနေတဲ့အခိုက်အတန့်မှာကိုယ့်ဘဝကိုအစင့်မြင့်အောင်ပဲနေအစင့်နိုင်အောင်မနေရဘူးတဲ့ဘယ်လိုမနေရဘူးအေးလောကမှာလူကတစ်မျိုးတည်းရှိတာဟုတ်ရဲ့လား လူတစ်မျိုးတည်းရှိတာမဟုတ်ဘူးဘုရားရှင်ကတော့လူကို၄မျိုးခွဲပြတယ်ဘယ်နှမျိုး၄မျိုးပါဗျာအဲ့ဒါဘာ၄လဲပြောရင်အများလဲတည်ပြီးသားဖြစ်လိမ့်အမောင်ကလာပြီးတော့အမောင်ကိုဆက်သွားတဲ့သူပြောကြည့်ပါအမောင်ပါဗျာဘယ်ကလာတာဘာမောင်လဲပြောရင် အကုသို့အမောင်နေပါတာဘာမောင်နေအကုသို့အမောင်နေပါလာတယ် လူဘဝရောက်လိုက်တယ်ဘာဆိုဘာမှမပြည့်စုံအဖက်ဘက်ကအကုန်ချွေရင်းနေနေစရာထိုင်စရာသားစရာဝိစရာပညာရေးအကုန်ချွေရင်းနေအဲ့ဒါမျိုးချွေရင်းရင်ကိုယ့်ဘဝကိုနားလည်ဖို့လိုတယ်ဘယ်ကလာတာလဲအမှောင်ကလာတာလူဖြစ်တော့တဲ့ကုသိုလ်တော့ပါတယ်ဒါပေမဲ့ထူးထူးခြားခြားသူမလုတ်ခဲ့မလုတ်ခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာဖက်ဖက်ကမပြည့်စုံဘူးအဲ့ဒါမျိုးမပြည့်စုံမဲနဲ့ရောက်လာသူကိုဘုရားကဘယ်ကလာအမှောင်ကလာ လာပြီးတော့စိတ်သက်ပါသူကအောက်တန်းကြတယ်ဘာဘာအောက်တန်းကြတို့ကဆင်းရဲတယ်ဘာမှလည်းမရှိဘူးဘု து တို့ကထဲ့တွက်နေရဥမတောင်းမှသီလစောင့်တယ်ဥမမတောင်းလို့ကတော့တို့ကဘာလို့ကလို့ရကာယကံလည်းတောင်းကြံဝစီကံလည်းတောင်းကြံမနောကံလည်းတောင်းကြံထစ်ကနေဆိုသူပဲအခုခုပြဿနာတက်ရင်သူပဲအဲ့ဒါမျိုးသမားတွေမရှိဘူးလားအဲ့ဒါမျိုးပုဂ္ဂိုလ်ကြီးလာတော့ကလည်းအမောင်ကလာတယ် ပစ္စုပန်လုပ်တော့လေအမောင်လုပ်ငန်းတွေလုပ်တော့အမောင်ကလာပြီးအမောင်ဆက်သွားတဲ့သူပြောကြည့်ပါဦးအဲ့ဒီလူထဲမှာကိုမပေါအောင်ကြိုးစားနောက်တစ်မျိုးကအမောင်ကလာပြီးတော့အလင်းကိုသွားတဲ့သူပြောကြည့်ပါဦးလာတော့ကဘယ်ကလာဘဝဟာမပြည့်စုံဘူးအဖက်ဖက်ကနော်ချွေရင်းချက်တွေနဲ့နေစရာထိုင်စရာစားစရာပညာရေးအလုံးအဆင့်နေနေ ဒါပေမဲ့ဘာကောင်းနေတယ်လဲပြောရင်စိတ်သက်ကောင်းဘာကောင်းမတရားတာဆိုရင်ငါတော့တသက်လုံးမလုပ်ငါဘိုက်ဝါပြီးတော့သူတစ်ပါးဒုက္ခရောက်မဲ့လုပ်ငန်းငါဘရော့မှမလုပ်သူတစ်ပါးမျက်ရည်ပေါက်ကြီးငယ်ကြမှငါဘဝအဆင်ပြေမယ်ဆိုငါဘယ်တော့မှမလုပ်ဘူးကာယကံဝစီကံမနောကံအကောင်းဆုံးဖြစ်အောင်မွေးတယ်မရှိတော့ကာယအာညာနာအာနဲ့ကုသိုလ်လုပ်တယ်ဒါမျိုးလူတွေတွေ့ဘူးတယ်မဟုတ်လားအဲ့ဒါမျိုးလူဆိုဘယ်ကနေပယ်သွား အမောင်ကနေပြီးတော့အလင်းကိုသွားတယ်နမူနာအဖြစ်ကြည့်ရင်တော့ဥစဉ်တို့ဘဝပဲကြည့်ကြည့်ပေါ့ဥစဉ်တို့ဒီမူရင်းကအမောင်ကလာခဲ့ကြတာဘယ်ကလာအေးဥစဉ်တို့တောရွာမှာမွေးဖွားခဲ့ကြတယ်မြို့ကကလေးကြည့်ပြီးတော့ဥစဉ်တို့ဘဝကိုဒါမောင်မြန်းသိတာဈေးုံနေတခါတလေသွားကြပြုကြမရှိဘူးလားအဲ့ဒီမှာမွေးကင်းစားကလေးလေးဆိုတာဒါကဘက်တီးရီးယားဝင်မှစုလို့နော်စုလို့ဆိုပြီးတော့နဗေးကအလုံခံနဲ့ဗာနဲ့ နော်အောက်ဆီဂျင်နဲ့အကုန်ပေးထားတာမရှိဘူးလားဟေးဥစဉ်တို့မွေးဖွားတုန်းကတော့တို့သူတော်စင်များသိတဲ့အတိုင်းပဲတိုးရွာမှာမွေးဖွားဆိုတော့အနှီးလေးနဲ့ပတ်ထားလိုက်တာပဲပတ်ထားပြီးတော့သကောလေးနဲ့ပက်လက်လန်ထည့်ထားတာဗတ္တိရိယာပေါင်းများစွာအကုန်ဝင်တာမရှိဘူးလားအစုံကိုဝင်တာဘယ်မှကာထားတာဆိုတာဘာမှမရှိဘူးအဲ့ဒါကြည့်ပြီးတို့ဟာမှောင်နဲ့ဘဝကလာတာဘယ်ကလာတာလဲဒါပေမဲ့သာသနာတော်ကြီးရှိနေတော့လမ်း လင်းရလင်းကြောင်းလေးတွေမရဘူးလားဟောစတင်ပေးကြတယ်အခမဲ့ကြီးတယ်ဘာသင်သင် free education ကြီးတယ်အကုန်မရဘူးလားတက်ချင်တဲ့စိတ်သာရှိဘာတက်ချင်တယ်လဲရတယ်ပါဠိတက်ချင်သလား free ပဲအင်္ဂလိပ်စာတက်ချင်သလား free ပဲကွန်ပျူတာတက်ချင်သလား free ပဲ other language တခုခုကိုတက်ချင်သလား free ပဲဟုတ်တယ်မဟုတ်လားဘယ်ဘာသာကိုတက်ချင်တယ်လဲဘာလောက်ချင်တယ်လဲဘုန်းကြီးဆိုရင်ကိုဒုဗ္ဗုဒ္ဓဘာသာတွေကကြီးညိုပြီးသားဟုတ်တယ်မဟုတ်လား အေးမိဘကတော့နောက်ကလှမ်းပြီးကျွေးဖို့မွေးဖို့မလိုအောင်နေတဲ့သတင်တိုက်ပဝန်းကျင်မှာရှိတဲ့တရားတော်မများကနော်ထောက်ပံ့လူ დან ကိုသားသမီးမဟုတ်တော့လေကိုသားသမီးလို့ပြုစုပြောထောင်ကြတာမရှိဘူးလားအဲ့ဒါဥစဉ်တို့တွေလင်းရလင်းကြောင်းပဲနှမစဉ်ဥစဉ်တို့ဘက်ကထမ်းမင်တော်တော်ပေါ်တယ်ထမ်းသမားပဲဖြစ်မလားထရီသမားပဲဖြစ်မလားတခုခုဖြစ်သွားနိုင်လေဟုတ်တယ်မို့လားအဲ့ဒါကြောင့်မှောင်လေးပဲလင်းအောင် ကြိုးစားဖို့လိုတယ်ပြောကြည့်ပါဦး အဲ့ဒါဒုတ်သူတော်စင်တို့ကြိုးစားပိုင်ခွင့်လူတိုင်းမှာမရှိဘူးလားဒီအဲ့ဒါကိုတို့နားလည်ထားရမှောင်လို့မှောင်တာတွေဆက်လို့ပူမှောင်ကုန်မှာပေါ့ဟုတ်တယ်မလားကဲလူဘယ်နှမျိုးရသွားကဲပြောကြည့်ပါဦးဗားတယ်လေအမောင်ကလာပြီးတော့အလင်းအမောင်ကိုသွားတာရဲ့အမောင်ကလာပြီးတော့အလင်းကိုသွားတာနောက်တစ်မျိုးကျတော့အလင်းကလာပြီး အမောင်းလို့သွားတာတဲ့သူကပြောင်းနေဘယ်လိုသွားတာလဲလာတော့ဘယ်ကလာအလင်းကလာတယ်ဆိုတာဘဝဘဝကကောင်းတာတွေလုတ်ခဲ့လို့ကုသကံအရေတအားကောင်းကိုတောင်မမွေးဖွားသေးဘူးအိမ်ကအကုန်ပြည့်စုံအိမ်ဟုတ်လားနော်တိုက်နဲ့ဓာတ်နဲ့စားစရာတောက်စရာနေစရာ သုံးစရာစီးစရာ ကားကစားအကုန်ပြည့်စုံနေတာမရှိဘူးလားအဲ့ဒီအိမ်မျိုးမှာဝင်ပြီးတော့လူဖြစ်တယ်အရွယ်လေးနဲ့နဲ့ရလာတာ သူ့ဘဝသူ့စည်းစိမ်ကိုကြည့်ပြီးတော့တို့အိမ်ကတော်တော်ခမ်းနားတာပဲတို့အဖေမေကတော်တော်ဆင့်မြင့်တာပဲတို့စည်းနေတဲ့ကားကတော်တော်ကောင်းတာပဲဘဝတော်တော်မြင့်တာပဲနဗီးလူနဲ့တော့တို့ကမတူမင်းတို့နဲ့တို့ကတုခတ်စရာမရှိပြောစရာမရှိဘူးမင်းတို့လူမျိုးတွေကဘယ်လိုလူမျိုးဘယ်လိုအဆင့်မှာပဲရှိတယ်တို့ကမိသားစုကဘယ်လိုအဆင့်အဲ့ဒါဒီအမြင့်ကနေခုံချနေတာပြောကြည့်ပါဦးဘယ်ကခုံချလဲ အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဘယ်ကလာပဲတဲ့လေလာတော့ကတော့ပဲလုတ်ရက်ကကောင်းရဲ့လားစိတ်ဓကကောင်းရဲ့လားတွေးတာလေသူတော်ဘာထိကြိုက်နစ်နာမဲ့အတွေးမျိုးပြောတော့လေလိန်လိုက်ညာလိုက်ဂုံတိုက်လိုက်ရန်တိုက်ပြလိုက်ဒါမျိုးလုတ်တယ်အတင်းဖြင်းလက်ပတ်ပြီးပြောတယ်တို့သူတော်စင်တို့တော့အတင်းဖြင်းနေပြောလားမပြောတော့ပါဘူးဟုတ်တယ်မို့လားအေးပြောရင်လည်းပဲ တို့သူတော်စင်များရှေ့ဆက်ပြီးမပြောနဲ့တို့အရှင်ကောင်းနေလေနင်းနဲ့လျှော့ပေါ့ဟုတ်တယ်မဟုတ်လားနင်းနဲ့လျှော့ကြုံဒါကလည်းပဲတခါတည်းတန်းဖြစ်လိုက်တခါလေးမหนีတတ်မထိုင်တတ်ဖြစ်တတ်တယ်အဲ့လိုဆိုတော့ဖြည်းဖြည်းချင်းဖြတ်ယူပါဟုတ်တယ်မဟုတ်လားဖြည်းဖြည်းချင်းဖြတ်ယူပေါ့အေးအဲ့ဒါကပြောရင်လေအဲ့ဒါမျိုးတွေဖြစ်လှုပ်ရင်လည်းပဲမကောင်းတာတွေကိုလှုပ်တယ်အဲ့ဒီပုံပုံမျိုးဆိုရင်လာတော့ကတော့အလင်းပဲဘယ်ဟိုသွားမှလဲ အဲ့ဒါအမြင့်ကနေအောက်ခုံချတာအဲ့ဒီဘဝမဖြစ်စေနဲ့ဟုတ်တယ်မို့လားသူတော်ဘာမလင်းလွန်းလို့ဒုက္ခရောက်နေတယ်ဟုတ်တယ်မို့လားကို့မှာဘဝဘဝကလုတ်ခဲ့တဲ့အကောင်းတွေပါရက်နဲ့ကို့ဘဝကိုချက်စည်းမပြေရပါလာတဲ့ကောင်းကံလေးကိုချက်စည်းမပြေရဘူးနောက်တစ်မျိုးကကြတော့အလင်းကလာပြီးတော့အလင်းကိုသွားတဲ့သူတဲ့ပြောကြည့်ပါဦးအလင်းကလာပြီးတော့အလင်းကိုသွားတဲ့သူလာတော့ကဘယ်ကလာပစ္စုပ္ပန်မှာလေ စိတ်ထားကောင်းအစစ်မြင့်မြင့်ပဲတွေးတယ်အစစ်မြင့်မြင့်ပဲပြောတယ်အစစ်မြင့်မြင့်ပဲလုပ်တယ်ตาရေးထိတ်နာရေးလည်းထိတ်အာလုံပရာဟိတလုပ်ငန်းထိတ်ကဘာသာသာသနာအတွက်ထိတ်ဆုံးမှာပဲနေတယ်အဲ့ဒီပုံကိုယ်တွေဘဝကြတော့အကြဖို့မကောင်းဘူးလားဘယ်ကနေပဲတော့အလင်းကနေပြီးတော့အလင်းကိုဆက်သွားတာအဲ့ဒါကြောင့်ဒီလေးမျိုးကိုဖျားဟောတယ် ဒီ၄မျိုးတည်းမှာအလုံးပါတယ်ဟုတ်တယ်မို့လားအေးတရားဆိုတာနာယုံနဲ့မပြီးဘူးပထမသိအောင်တက်အောင်နာမယ်ပြီးရင်ဘဝနဲ့ဟတ်ကြည့်ဟတ်ကြည့်ပြီးတော့ပူနေတာရှိရင်တို့ကဖြုတ်ပြဖို့လိုတယ်လူနေတာရှိရင်လည်းဖြည့်ဖို့လိုသလားမလိုလားအဲ့ဒါဒီတကယ်တရားနာသူဟုတ်တယ်မို့လားအေးပြောတာဟောတာတွေနားထောင်ပြီးတာရုခေါ်ပြန်ရုံကတော့ကလေးပေါက်စတောင်လောက်တတ်တယ်ဟုတ်တယ်မို့လား လူကြီးတရားနာကြတော့တရားနဲ့လူနဲ့တထထဲကြအောင်နာဖို့မလိုဘူးလားအဲ့လိုဆိုတော့ခြုံကြည့်လိုက်လို့ရှိရင်ဘဝဆိုတာစိတ်သာပဒါနာဘာသာပဒါနာစိတ်ကောင်းရင်အတွေးကောင်းတယ်အတွေးကောင်းရင်အပြောကောင်းတယ်ဒီဘက်ကအတွေးတွေကောင်းရင်အလုပ်တွေလည်းကောင်းတယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်စိတ်တွေရေမကြည့်ဘူးလားအရေးကြီးတယ်ဘာတိအရေးကြီးလဲအဲ့ဒါကြောင့်ဒုသူရစင်တို့မှာပါတဲ့စိတ် ဥစဉ်တို့မှာပါတဲ့စိတ်ဒီစိတ်လေးကိုလွတ်ထားလို့မရဘူးဟုတ်တယ်မို့လားအမြဲတမ်းခရုစိုက်တယ်ဘလို့ငါစိတ်ဖြစ်သွားလဲအောက်တန်းကြာသွားတာလားအထက်တန်းကြာတာတွေတွေးတာလားဘယ်ဟာမျိုးစိတ်တွေဖြစ်နေတာလဲကိုယ်စိတ်ကိုအမြဲတမ်းစောင့်ကြည့်ဖို့မလိုဘူးလား စောင့်ကြည့်ပြီးတော့ဒီစိတ်လေးကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်အဲ့လိုဆိုတော့စိတ်ထားလေးတွေကောင်းတာကြတော့ဘာကြောင့်လဲဆိုတော့အကြောင်းကိုရှာဖို့မလိုဘူးလား အဲ့ဒီစိတ်ထားလေးတွေကောင်းတာဒီဘဝဘဝကပါရမီတွေကြောင့်ကောင်းနေတာတဲ့ပါရီကြောင့်ပါရီကြောင့်ကြွကြည့်ပါဦးပါရီကြောင့်ပါရီကြောင့်ပါရမီတွေရှိနေလို့ကောင်းတာတဲ့ဘာတွေရှိလို့လဲအဲ့လိုဆိုတော့ပါရမီပါရမီဆိုတာလဲနားလည်ဖို့လိုတယ်ပေါ့ဘာကိုပါရမီခေါ်တာလဲပြောရင်ပရမဏံဥဒ္ဓမပုရိသနာကမ္မံပါရမီ ပရမဏံဥဒ္ဓမပုရိသနာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တို့ရဲ့ကံမှန်အလုတ်ပဲတဲ့မြင့်မြတ်သူတို့ရဲ့လုပ်ငန်းပြောကြည့်ပါဦးမြင့်မြတ်ရဲ့ပါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြည့်စည်းနိုင်တဲ့လုပ်ငန်းမြင့်မြတ်တဲ့အတွေးရှိမှဒီလုပ်ငန်းတွေလုပ်နိုင်တာအဲ့ဒါကိုဘာလို့ခေါ်ပါရမီ တနည်းအားဖြင့်ပြောရင်ပါရဆိုတာတစ်ဖက်ကမ်းကိုပြောတာနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကမ်းကိုသွားမဲ့ပုဂ္ဂိုလ်ဒီပါရမီမဖြည့်လို့ရမလား ဒီပါရမီတွေ꽈သွားတဲ့အတွက်ကြောင့်တယောက်နဲ့တယောက်ကလည်းအကုန်꽈ကုန်တာပါရမီကတစ်မျိုးတည်းရှိတာမဟုတ်ဘူး၃မျိုးရှိတယ်ဘယ်နှမျိုးရှိပြောကြည့်ပါဦးဘယ်နှမျိုးရှိအဲ့ဒါဘာလဲပြောရင်နံပါတ်၁ကပါရမီအဆင့်ပါအဆင့်နောက်နံပါတ်၂ကဥပပါရမီအဆင့်ပါအဆင့်ဥပပါရမီဘယ်နှဆင့်ရတော့ပြောကြည့်ပါဦးဘာလဲလဲ နောက်တစ်ဆင့်ကပရမတ္ထပါရမီအဆင့်ဘာဆင့်လဲလဲကဲစုပေါင်းဘယ်နှဆင့်ရွတ်ကြည့်ပါဦးဘာလဲလဲအဲ့ဒါပါရမီအဆင့်ဆိုတာခန္ဓာကိုယ်အတတ်မစွန့်လို့ရတဲ့ပါရမီဖြည့်နည်းတွေဘာလို့မစွန့်လို့ရလဲခန္ဓာကိုယ်အတတ်မစွန့်လို့ရပဲနဲ့တို့ကပေးမယ်ကမ်းမယ်လှူဒန်းမယ်ဒါတွေလုပ်လို့မရဘူးလား ရတယ်အဲ့ဒါကိုဘာလို့ခေါ်လဲပါရမီအဆင့်ဒုတိယတဆင့်ကြာနည်းနည်းလေးခက်ခဲသွားတယ်ခန္ဓာကိုစွန့်လို့ရတယ်ဘာစွန့်လို့ရလဲနမူနာအဖြင့်ကြည့်မျက်လုံးရကြင်ပါတယ်ပြောရင်မျက်လုံးကို ထုတ်လှူတာဒါမျိုးတွေမရှိဘူးလားချိုးသွားပြီးတော့ကြည့်ဒီကတဲ့တောင်မှရှိနော်ကြောက်ကတ်လှူတာတွေမရှိဘူးလားအသေးတချမ်းလှူတာမရှိဘူးလားအဲ့ဒါဆိုရင်ဥပပါရမီအဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းကိုလှူရရင်ဥပပါရမီအဆင့်ပြောကြည့်ပါဦးအစိတ်ပိုင်းကိုလှူရရင်ဥပပါရမီအဆင့်နောက်တစ်ဆင့်ကျတော့ပိုခဲရင်သွားအသက်ကိုလှူရတဲ့အဆင့်ဘယ်ကိုလှူရအသက်ကိုလှူရတဲ့အဆင့်ကျတော့ပရမတ္ထပါရမီအဆင့်ပါအဆင့်ဘယ်နှဆင့်ရှိလဲပြောကြည့်ပါဦးဘာလဲပါရမီအဆင့် ပရမတ္ထပါရမီအသင့်စုပေါင်းဘယ်နှမျိုးအဲ့ဒီ၃မျိုးရှိတယ်ဒုသူတော်စင်များအဲ့ဒီ၃မျိုးတဘဝမှာနင်းနေနေတော့ဖြည့်လိုက်ဖို့မလိုဘူးလားလိုတယ်ပါရမီအသင့်တစ်ခါတလေဖြည့်နောက်ဥပပါရမီအသင့်တက်နိုင်တယ်များဖြည့်မယ်ပရမတ္ထပါရမီအသင့်ကတော့တော်တဲ့တတ္တိနဲ့ရရလားမရဘူးဒါပေမဲ့တချို့ပုဂ္ဂိုလ်ဖြည့်ကြတာမရှိဘူးလား အဲ့ဒါကြောင့်လူတွေခုတယောက်နဲ့တယောက်စိတ်ထားတွေကွာကြတယ်ချိုးကတိခံလိုက်တာလွန်နေတာပဲချိုးကျတော့ဆက်ဆက်ထိမခံဒါမျိုးတွေမရှိဘူးလားအေးအဲ့ဒါမျိုးကွာနေတာဒီအဲ့ဒါဘာတွေကွာခဲ့လဲပြောရင်ပါရမီ ဖြည့်ကျင့်မှုကွာခဲ့ကြတာချိုးကပါရမီအဆင့်ဖြည့်ခဲ့တဲ့ဘဝဘဝကနောက်တချို့ကဥပပါရမီအဆင့်ဖြည့်ခဲ့တယ်အဲ့ဒီလူရဲ့စိတ်ကိုပါရမီတမလိုက်နိုင်ရလားမလိုက်နိုင်ဘူးသူကခန္ဓာတောင်စွန့်လွတ်နိုင်တဲ့အဆင့် နောက်အသက်ကိုစွန့်လွတ်နိုင်တဲ့အစဉ်မျိုးတီဖြည့်ခဲ့တဲ့ပုဂ္ဂိုလ်ကိုတာမန်လူလိုက်နိုင်ရလားတို့ဖျားကြည့်ခဲ့ရင်အကုန်လုတ်ခဲ့တယ်ပါရမီတွေဥပပါရမီပရမတ္ထပါရမီတွေရောကြာကြာနာနာဖြည့်စည်းပြီးတော့လာခဲ့တာမရှိဘူးလားအဲ့ဒါကြောင့်ဖျားဘဝရောက်တဲ့အခါဖျားဖြစ်ပြီဆိုတဲ့အခါကျတော့သူမတူအောင်သိခံတာတွေမရှိဘူးလားအေးသူမတူအောင်သိခံတယ်သူမတူအောင်အပင်မှန်းခံတယ်သူမတူအောင်လုံးဝဝရိယတွေရှိတယ် အဲ့ဒါဒီဘဝဘဝကဘာတွေဖြစ်ခဲ့တာအဲ့လိုဆိုတော့ဒုက္ခလောကကြီးတယောက်နဲ့တယောက်မတူတာဒီဒီ၃မျိုးမတူလို့ဘယ်နှမျိုးမတူလို့၃မျိုးမတူလို့တချို့ကဒီ၃မျိုးတဲ့တောင်းမှစည်ရင်မဝင်သေးတဲ့လူတွေမရှိဘူးလားအဲ့ဒီပုဂ္ဂိုလ်များကြတော့ပါရမီကိုဘာမှမလောက်ရသေးတာအဲ့ဒီပုဂ္ဂိုလ်လေးတွေကိုကြည့်လိုက်တွေးလာလေသူပြောပြတော်တော်ကျမ်းတာပဲ ပြောတာလေးနားထောင်ကြည့်ရင်လည်းဘလို့လိန်လိုက်ဘယ်လိုချလိုက်ဘယ်လိုဂုံးတိုက်လိုက်ရင်တော့ယန္တာတိုက်ပင်တော့ဘယ်ကောင်နေဒုက္ခရောက်မှာဒါမျိုးတွေအများကြီးနောက်သူတို့ဘာဒုက္ခရောက်တာကြည့်ပြီးရည်တယ်တခါလေးစပိန်လဲတယ်ဆိုင်ကယ်လဲတယ်မရှိဘူးလားအဲ့ဒီမှာကြည့်လိုက်ရင်လည်းတို့သူတို့စင်တို့လူတွေကွာသွားတာကိုအသာကြည့်နေလို့ရဆိုင်ကယ်ပြစ်လဲလိုက်တယ်တယောက်ကတွေ့တယ်နော်ဟိုမှာထောင်လဲသွားတာကြည့်ပြီးတော့ဟာတိုက်ပြီးတော့ရည်တယ်ဒါတမျိုးရှိလေ တယောက်ကတော့သွားတယ်ဘယ်မြန်းနာသွားသေးလဲမသိဘူးဒါမျိုးသမားမရှိဘူးလားနောက်တယောက်ကရှိတယ်ဟောလာတယ်ဘာမြန်းအကူကြီးပေးရခမဆိုင်ကမကောင်းဘူးဆိုရင်ကျွန်တော်နည်းနည်းကြည့်ပေးလိုက်မယ်ဒါမျိုးတွေမရှိဘူးလားအမျိုးမျိုးပုံစံတွေ꽈ရသည်ပါရမီဖြည့်ခဲ့တဲ့ပုံစံ꽈လို့ကျန်းကျန်းချမ်းသာလေးတွေတွေ့ရရင်ပါရမီစရင်ကိုကမဝင်နိုင်သေးတာဘယ်ကိုမဝင်နိုင်သေးတာအဲ့ဒါကြောင့်တို့သူတော်စင်များအခုလူဘဝကြီးရ ဥစဉ်တို့လည်းလူဘဝရဒုက္ခလုပ်ငန်းလုပ်လဲသိမှာပဲမလုပ်လဲသိမှာပဲဘလို့သိခြင်းလဲလုပ်ငန်းလုပ်ရင်သိဖို့လိုတယ်ပါရမီဖြည့်ရင်သိဖို့လိုတယ်ဟုတ်တယ်မဟုတ်လားလူဆိုတာအဝိဇ္ဇာတဏမဖြတ်နိုင်နဲ့မြလေအောင်မှာပဲယဟန္တာမဖြစ်သေးသမျှလေအောင်မှာပဲမာတတိပဌာနာတုပ်ကိုခြေခံပြီးတော့ကာယဝေဒနာစိတ်ဓာဓမ္မပေါ်မှာမရှိနိုင်နဲ့မြတတိမထားနိုင်နဲ့မြတမာရီမရတမာရီမရရင်ပညာမလာဘူး ပညာမလာရင်နာမရူပပြိစေရညာကိုယ်ကိုယ်ပြပြသိနိုင်ရလားအဲ့ဒီလမ်းစဉ်တွေကိုတို့မသိရင်ထိုးထွင်းပြီးတော့ penetration လုပ်ဖို့ဆိုတာတော်တော်ခဲရင်လေကိလေသာကိုထိုးပေါက်သွားနိုင်ဖို့ဆိုတာမခဲရင်ဘူးလားခဲရင်လေအေးအဲ့ဒါကြောင့်မို့တန်တရာလေမဲ့လေတော့ဘဝအစင်တန်းမြင့်မြင့်နဲ့လေတာဘူကောင်းနေရှိရင်ပေးနိုင်တယ်ကမ်းနိုင်တယ်စွန့်ကျဲနိုင်တယ်မရှိရင်ကို့မှာဒုက္ခကြီးဟုတ်တယ်မလား အဲ့ဒါကြောင့်ဥစဉ်တို့တော့တွက်ထားတယ်လေမဲ့လေတော့တို့ကတော့မြင်းမြင့်နဲ့လေမဲ့လို့တွက်ထားတယ်တက်နိုင်တယ်မြပေးဖို့လိုတယ်ကမ်းဖို့လိုတယ်စွန့်ကြဲဖို့လိုတယ်ဘုန်းကြီးလူယုံနဲ့တော့မပြီးဘူးဖရာလူယုံနဲ့မပြီးဘူးလောကကောင်းကျိုးတွေဆောင်ရွက်စရာတွေမရှိဘူးလားရှိပါဘူးဟင်ပရဟိတလုပ်ငန်းတွေလည်းများများလုပ်ရမယ်နောက်ကိုမျိုးသက်တွေကိုလည်းကြိတ်ထားရတို့မျိုးသက်တွေဒီတို့တဲ့ตาတဲ့မျိုးသက်တွေဖြစ်ဖို့မလိုဘူးလားအဲ့ဒီအတွက်ပညာဓာတ်လေးတွေဖြစ်အောင် စပေကိုဖတ်ကြတဲ့လူငယ်တွေဖြစ်အောင် အတွေးခေါ်ကောင်းကြတဲ့လူငယ်တွေဖြစ်အောင်ကြီးတဲ့ပုဂ္ဂိုလ်တို့ကပြုစုပေးဖို့မလိုဘူးလားမလိုပါဘူးခင်ဗျာအဲ့ဒါဒီပါရမီရှိမှလုံနိုင်မှာပါရှိမှာပါရမီရှိပါဘူးဟင်ပါရမီရှိမှအဲ့လိုဆိုတော့ဒီပါရမီပါရမီဆိုတော့ဘယ်လုပ်ငန်းတွေလဲဆိုတော့ပါရမီ7ပါးအများသိပြီးသားဖြစ်လိမ့်မယ်ဟုတ်တယ်မလားပါရမီ7ပါးအပြားဘယ်လောက်တယ်30လို့ပြောတာမရှိဘူးလား ပါရမီဟာရိုးရိုးဆိုရင်10ပါတဲ့ပြားလိုက်ရင်ဘလောက်အဲ30ရှိရတဲ့ဒါဘုတို့သိထားဖို့လိုတယ်ပေါ့နော်အဲ့ဒီမှာကြည့်လိုက်ခုဒီမှာကြည့်လိုက်ပါရမီ10ပါဆိုတာပထမအဆုံးဘာပါရမီလဲပြောရင်ဒါနပါရမီ ပြောကြည့်ပါဦးဘာပါရမီအေးဒါနပါရမီဆိုတာပြီးကန်းစွန်ကျဲပြီးတော့ပါရမီ ဖြည့်တာကိုဘာလို့ခေါ်လဲဒါနပါရမီအဲ့ဒီပြီးကန်းပုံကတစ်မျိုးနဲ့တစ်မျိုးမတူဘူး ကိုယ့်ရဲ့ခန္ဓာအပမှာရှိတဲ့သက်ရှိသက်မဲ့ရှားထားတဲ့ပစ္စည်းငွေကြီးအဲ့ဒါတွေကိုလှူဒန်းတာက ပါရမီပါတယ်လေအဲ့ဒါကိုဘာလို့ခေါ်လဲပါရမီအဲ့ဒီအဆင့်နဲ့မဟုတ်ဘဲနဲ့နောက်တစ်ဆင့်တက်တယ်ခန္ဓာကိုယ်ပါဖြတ်တောက်ပြီးတော့လှူဒန်းနိုင်တဲ့အဆင့်ဆိုရင်ဘာဖြစ်တာဥပပါရမီဒါနနဲ့တွဲလိုက်တော့ဒါနဥပပါရမီပါရမီနဲ့ဒါနနဲ့တွဲလိုက်ရင်ဒါနပါရမီ နောက်တစ်ဆင့်ကဒါနဥပပါရမီအသက်ကိုပါစွန့်လွတ်သွားရတဲ့ဆိုရင်မဖြစ်သွားဒါနပရမတ္ထပါရမီအဲ့လိုဆိုတော့ဒါနပါရမီမှာဘယ်နှချက်၃ချက်ရှိတယ်ဘာတွေလဲပြောရင်ဒါနပါရမီဒါနဥပပါရမီဒါနပရမတ္ထပါရမီနောက်တစ်ခုကသီလပါရမီပြောကြည့်ပါဦးသီလပါရမီအေးသီလပါရမီဆိုတာကဒုသူရောဇင်တို့ရဲ့ အစင်နှမျိုးကို ထိန်းတာပါပဲနော် body essence နဲ့ဘောပဲအစင်ကိုထိန်းချုပ်ပေးတာကိုသီလတောင်းထိန်းတယ်ပြောတာဝစီကံတောင်းကျမ်းတာကိုထိန်းတယ်ကာယကံတောင်းကျမ်းတာကိုထိန်းတယ်အဲ့ဒါကိုဘာလို့ခေါ်သီလအဲ့ဒါမျိုးသီလတောင်းထိန်းမှုရာအတွက်တို့သူတော်စင်များအခုလောက်ကြရတာမရှိဘူးလားငါးပါးသီလတောင်းထိန်းတာမရှိဘူးလားအဲ့ဒါမျိုးပုံမှန်မကျိုးမပေါ့ကြာကြာနာနာလေးတောင်းထိန်းတယ်အဲ့ဒီစင်ကသီလပါရမီ အဲ့လိုမျိုးမဟုတ်ဘဲနဲ့နောက်တစ်ဆင့်တက်တယ်။သီလတယောက်ကပြောတယ်သီလပဲချိုးဖောက်မလား။သီလပဲအဖြတ်ခံမလား။မင်းရဲ့လက်ကိုပဲအဖြတ်ခံမလားလို့လာပြီးတော့သူကမေးတယ်။အေးတို့ကတော့လက်ဖက်အဖြတ်ခံမယ်။ဒီသီလကိုလုံးဝချိုးဖောက်မခံနိုင်ဘူးအဖြတ်မခံနိုင်ဘူး။အဲ့ဒီအဆင်မျိုးနဲ့ဆိုရင်ဘာပါရမီဖြစ်သွား။သီလဥပပါရမီကဲတို့သူတော်စင်များကတော့သီလဖြတ်မှလားလက်ဖြတ်ခံမှလားဆိုဘာဖြတ်ခံမလဲ။ အင်းသိကြပါလေဟုတ်တယ်မို့လားလက်ဖဲအပြက်ကဒုကအင်းကဲဒုကတော့သီလပဲလက်တော့လာမထိနဲ့လူတော့မထိနဲ့သီလထိခြင်းသိဟုတ်လားဗျောင်းမြန်ဖြစ်နေလိမ့်မယ်အဲ့ဒါကသီလဥပပါတယ်တချို့ကျတော့အသက်ပါစွန့်လွတ်ပြီးတော့သီလကိုထိန်းသွားတာတွေမရှိဘူးလားအဲ့ဒါကျတော့ပါပါရမီသီလပရမတ္ထပါရမီအဆင့်ဘယ်နှဆင့်သီလပါရမီသီလဥပပါရမီ သီလပရမတ္ထပါရမီတယောက်နဲ့တယောက် မတူတာဒီအဲ့ဒီအဆင့်နေမတူတာဟုတ်တယ်မလားခံယူချက် မတူဘူးဆိုတာလေအဲ့ဒီအဆင့်နေမတူခဲ့တာအဲ့ဒီအဆင့်ဆိုတချို့ကကြတော့သီလပါရမီစကူမစရသေးဘူးဒါတွေလည်းမရှိဘူးလားငါးပါးသီလနော်လွန်ကျူးတာလည်းပဲနော်နောက်ထပ်တောင်ချီးရငားရမဲ့သဘောဖြစ်နေတာတွေမရှိဘူးလားချက်ခါချက်ခါလွန်ကျူးတယ်ပါဏာတိပါဒါချတာပဲဒါမျိုးလည်းမရှိဘူးလား အေးတချို့ကပါဏာတိပါဒရှောင်ပုံကလည်းအမျိုးမျိုးရှိသေးတယ်ပါဏာတိပါဒသူတော်ဘာအတက်ကိုတက်ချင်းမှရှောင်ချင်းမိုက်ဆိုကြားလို့ဆင်းလို့ကြက်တဲ့လို့ဒီလိုအကောင်ကြီးတွေဆိုရင်တော့ရှောင်တယ်ချင်းလို့ယင်လို့ကြက်ဘိုးလို့ဆိုအကုန်လုံးကျူတာမရှိဘူးလားတို့သူတော်စင်မြအကောင်အကြီးသေးပဲกว่าတယ်အတက်ကအကုန်ရှိတာဟုတ်တယ်မို့လားဒီလိုရှောင်ပါတယ်ဖရာဆိုမရှိတဲ့အကောင်တွေပဲရှောင်နေလို့မဖြစ်ဘူးဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်တက်နိုင်တယ်မြသီလပါရမီဖြစ်ခြင်းမို့လိုတယ် နောက်ထပ်ပါရမီကနိခမ္မပါရမီတဲ့ပါရလေနိခမ္မပါရမီအေးဒါကကြတော့ renunciation လို့တာ perfection of renunciation ကိုပြောတာနိခမ္မပါရမီကြတော့စွန့်လွတ်ရဲအောင်စွန့်လွတ်ပြီးတော့ထွက်ခွာနိုင်အောင်လေ့ကျင့်လုပ်တာပြောကြည့်ပေါ့စွန့်လွတ်ပြီးတော့ထွက်ခွာနိုင်အောင်လေ့ကျင့်လုပ်တာတို့ဖရာလောင်ထွက်ခွာတာကြည့်ကြည့်ပေါ့နော်သူ့ရဲ့ဘဝအခြေအနေဘယ်လောက်ပြည့်စုံလဲနော်အခြေအနေကြည့်ကြည့်အလုံးမပြည့်စုံဘူးလား သူ့ရဲ့ဘဝမှာကြည်လိုက်အချင်းဒီအလုံးကအကုန်ပြည့်စုံနေနော်မင်းသားတယောက်တူရီတော်သားဟုတ်တယ်မလားတူရီတော်သားဒီမှာနေရင်သူ့ဘယင်ဟုတ်တယ်မလားဘယင်သေးကြပေါ့ဖြစ်ခုဇနီးမရကြည့်လှက်လှပါပါမွေးထားတဲ့သားကိုကြည့်မလားနေရတာကိုကြည့်မလားရွှေနန်းတော်ဘယ်နှဆောင်၃ဆောင်ရံဘသူ့ဘသူ့ရံဘနှွေမိုးဆောင်တမျိုးစီလက်ပြီးနေတာမရှိဘူးလား အဲ့ဒီအခြေအနေကနေပြီးတော့ဘာမှမသေးကြတဲ့တို့သူတော်သမီးများသပိတ်ပတ်ရမယ်ဆိုတော့တော်တော်ပြောင်းလဲဖို့မလွယ်ဘူးဟုတ်တယ်မို့လားတို့သူတော်စင်တို့ပဲကြည်ကြည်ပေါ့ခုရမသူပသူရမနဲ့အိမ်မှာနေရရလားမနေရပါဘူးမနေရပါပဲကိုတဲလေးကိုလည်းတို့ကမစွန့်နိုင်ဘူးကိုအိမ်ကိုလည်းမစွန့်နိုင်ဘူးဖယား